တန်ယုတ်တဏိကေ22တေနကုလပိတုဝေနကုလပိတုသုတ်ဟောကြားသည့်နေရာဘဂတိုင်းသူတုမာရခီရီမျိုးသားတို့ကိုဘေးမဲ့ဘေးရာဘေးတကလာတော်ဟောကြားသည့်အကြောင်းအရာအရွယ်သုံးပါဤနောက်ဆုံးအရွယ်သို့ရောက်နေသောနကုလပိတာတကြွယ်လျှောက်ထားခြင်းဖြင့်ဆုံးမတော်မူခြင်းတရားတော် ထူကြမှုကတော့မြတ်စွာဘုရားဟောကြားတော်တရားတော်ကိုအရှင်သာရိပုတ္တရာမရှင်လင်းပြောကြားပေးခြင်းဖြစ်ပါသည်အရွယ်သုံးပါးတွင် နောက်ဆုံးရည်သူရောက်ရှိနေသောနကုလပိတာသည်မြတ်စွာဘုရားအားလျှောက်ထားချက်မှာအကျွန်ုပ်သည်အိုမင်းပါပြီအရွယ်ကြီးပါပြီအသက်ကြီးပါပြီအရွယ်သုံးပါးရောက်ပါပြီ နောက်ဆုံးအရွယ်ရောက်ပါပြီ။နာကျင်သောကိုရှိပါ၏။မပြတ်နာကျင်၍နေပါ၏။မြတ်စွာဘုရားကို၎င်းစိတ်နှလုံးကိုပွားစေတတ်သောယဟန်တော်ကို၎င်းအမြဲတစေမဖူးနိုင်တော့ပါ။အကျွန်ုပ်အားဆုံးမတော်မူပါ။ယင်အဆုံးမသည် အကျွန်ုပ်အားကြာမြင့်စွာသောကာလပတ်လုံးစည်းဘွားချမ်းသာအလို့ငါဖြစ်ရပါ၏ဟု လျှောက်ပါသည်မြတ်စွာဘုရားသည်တကြွယ်အားငါသည်나ကျင်သောကိုရှိသူဖြစ်လျက်ငါ၏စိတ်သည်나ကျင်မှုကင်းသည်ဖြစ်လက်တန်ဟုကျင့်အပ်၏ဟုဟောတော်မူခဲ့ပါသည်ထို့သောဟောကြားသောစကားကိုအရှင်သာရိပုတ္တရာမှတကြွယ်နားလေရန်ပြန်လည်ဟောတော်မူခဲ့ပါသည် နာကျင်သောကို ရှိသူဖြစ်၍နာကျင်သောစိတ်ရှိသူငါသည်ရုပ်ဖြစ်၏ရုပ်သည်ငါ၏ဥစ္စာဖြစ်၏ရုပ်သည်ငါဖြစ်၏ရုပ်သည်ငါ၏ဥစ္စာဖြစ်၏ဟုမှတ်တော်သူသည်ထိုရုပ်၏ဖောက်ပြန်မှုကြောင့်စိုးရိမ်မှုငိုကြွေးမှုကိုဆင်းရဲမှုစိတ်ဆင်းရဲမှုဖြစ်ရ၏ထို့သောဝေဒနာတင်ညာသင်္ခါရ ဝိညာဉ်တို့ကို အတ္တဟု၍ရှုမှတ်လျင်ထိုအရာတို့သည်နာကျင်သောကိုရှိသူဖြစ်၍နာကျင်သောစိတ်ရှိသူ ဖြစ်၏နာကျင်သောကိုရှိသူသာဖြစ်၍နာကျင်သောစိတ်ရှိသူမဖြစ်အရိယာတရား၌လိမ္မာယဉ်ကျေးသူ သူတော်ကောင်းတရားများကိုနာကြားဘူးသူအရိယာသဘီတို့သည်ရုပ်ကို အတ္တဟု၍မရှုရုပ်ရှိသော အတ္တ အတ္တ၌ယုတ်ယုတ်၌အတ္တဟု၍မရှိယုတ်သည်ငါဖြစ်၏ယုတ်သည်ငါ၏ဥစ္စာဖြစ်၏ဟု မတည်ယုတ်၏ဖောက်ပြန်ခြင်းတမျိုးတစ်ပုံဖြစ်ခြင်းကြောင့်စိုးရိမ်မှုငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုမဖြစ်ထို့တူဝေဒနာတင်ညာသင်္ခါရဝိညာဉ်တို့ကို အတ္တဟု၍မရှု ထိုအရာတို့သည်နာကျင်သောကိုရှိသူဖြစ်၍နာကျင်သောစိတ်ရှိသူမဖြစ်အရှင်သာရိပုတ္တရာသည်ဤစကားကိုမိန့်တော်မူ၏နကုလပိတာတကြွယ်သည် အရှင်သာရိပုတ္တရာစကားကို အလွန်နှစ်သက်ဝမ်းမြောက်၏